ယခုနှစ်မှာကြာရောက်မယ်ရှက်နှစ်2120နှစ်ရိုးရာနှစ်တကူနှစ်ကာအုစွန်ကပ်ပွဲတော်ကိုကချင်ပြည်နယ်မုံညင်းခရိုင်မိုးကောင်းမြို့နယ်ကညင်မြိုင်ကျေးရွာမှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါကာအုစွန်ကပ်ပွဲတော်ကို1388ခုနှစ်နဒေါ်လဇန်တေရဲ့ကြာတာပရီနဲ့20ရက်7လ2025ရက်နေ့နနက်9:00နာရီချိန်မှာစတင်ကကျင်းပပြုလုပ်သွားမှာဖြစ်ပြီးရှမ်းမြို့နယ်စုမြောင်စူပေါင်၍စီကာတိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ရှမ်းရိုးရာနှစ်တကူကာအုစွန်ကပ်ပွဲတော်ကိုမလုပ်ရတာ ားနေရှိပြီးကိုရက်ကိုဒေတာမှာအချင်းချုံပြီးလောက်တာတွေတော့ရှိတာပေါ့ဒါပေမဲ့ကချင်ပြည်နယ်ကရှမ်းမျိုးနယ်စုတွေစုပေါင်းပြီးမှလုတ်တဲ့ပွဲကမလုတ်ဖြစ်တာ၅နှစ်ရှိပြီလေဒီနေ့တော့ရှမ်းမျိုးနယ်စုတွေစုပေါင်းပြီးကောက်ဦးစွန်ကပ်ပွဲကိုလုတ်ကြမယ်လို့စီဝေးဆုံးဖြတ်ထားတယ်လို့ပွဲဖြစ်မြောက်ရေးကော်မတီမှတာဝန်ရှိသူတူကပြောပါတယ် ယခုပြုလုပ်မယ့်ရှန်နစ်တစ်ကိုကောက်ဆွန်ကပ်ပွဲတော်ကို2015ခုနှစ်မှ2019ခုနှစ်အထိနစ်စင်စီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်ခဲ့တော်လည်းရန်နာထားဒီမှာ9နှစ်ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်မှာရှမ်းမြို့နယ်စုများအနေဖြင့်ရှမ်းနီ၊တိုင်းလုံ၊တိုင်းဆောင်၊တိုင်းခန့်ဒီ၊တိုင်းလေစတဲ့ရှမ်းတိုင်းရင်သာ9မြို့နေထိုင်ကြတယ်လို့သိရပါတယ်။